ာနေစွာမှာကျွန်တော်ရဲ့ APR အပခံမြန်မာ YouTube Channel လေးကနေလေးတိစွာပြန်လေးကြိုဆိုလိုက်ပါတယ်။တနင်္ဂနွေအတိတ်တာနဲ့ဒုအင်အားတိစောပြီးရွေးကောက်ပွဲမတိုင်ခင်စစ်မှုထမ်းအသစ်တွေနဲ့အုံနဲ့ကျင်းတဲ့ထုတ်စစ်ဆင်ဖို့ကြိုးစားလာတဲ့စက္ကမစစ်ကောင်စီရဲ့ထုတ်စစ်တွေပေါ်နိုင်ငံတော်မှာရှင်းစိန်နေကြရချိန်မှာအရခတက်တူရွယ်လေးအေးကတော့စစ်ရေးတတိရှိကြဖို့တရင်ထုတ်ပြန်ချက်တစ်စောင်းထုတ်ပြန်လာပါတယ်2025ခုနှစ်အောက်တိုဘာလစစ်ရေးနေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းအာဆာ RSO မွတ်စလင်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့တိုက်ခိုက်မှုတွေနဲ့ရခိုင်တောင်ပိုင်းမြို့နယ်တချို့ကိုစစ်ကောင်စီကနေကြောင်းရေကြောင်းကနေထိုးစစ်ဆင်တယ်လို့ NLD ပြစ်ခတ်လာတဲ့အတွက်အခုလိုထုတ်ပြန်ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ဆိုနေပါတယ်။ထုတ်ပြန်ချက်အပြည့်အစုံကိုဒီကနေ့တင်ဆက်ပေးတော့ပါမယ်။2025ခုနှစ်အောက်တိုဘာလအစည်းအဝေးနဲ့တည်ထောင်ပြန်ချက်ဖြစ်စစ်အကြံဖဲစစ်ချုံးစစ်ကောင်မရှင်ဟာလွန်ခဲ့တဲ့နှစ်နှစ်တာကာလနေပါအတော်တွင်၎င်းတို့ဆုံးရှုံးခဲ့ရသည့်တရင် တက်မဌာနချုပ်ဒိန်ဌာနချုပ်များအပါအဝင်စီရေးနိုင်ငံရေးရာအချက်ချာကြပြီး၎င်းတို့စွန့်လွတ်ခရသောနေရာတချို့မြို့ကြီးရွာများအပြန်လေတင့်ပိတ်ရှာယူရန်အတွက်မြန်မာနိုင်ငံအနှံ့ထုတ်စီကြီးများကိုပြုလုပ်နေခဲ့ဒီမှာကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်အာဖရိကဒေသတွင်လည်းကြီးရေလီပူပေါင်း စစ်စင်ရေးပြုလုပ်ကာအထူးသဖြင့်အကြောင်းပြုတွင်ထိုးစင်များကို2025ခုနှစ်မတ်လအစမှစတင်၍ကျင်းပန်းများစွာပြုလုပ်ခဲ့သော်လည်းထိရောက်မှုမရှိဘဲအထိခိတ်အကြဆုံးများစွာကိုသာရည်စင်ခဲ့ရသည်မိမိတို့အနေဖြင့်လည်းအာရကတ္တတို့ဒေတာအတွင်တိမ့်ပိယံကြန့်ရှိနေသည့်သောမြို့များကိုဆင့်လေတိမ့်ပိရယံစူးစမ်းနေသည့်အချိန်တပင်းနေ့တွင်အာရကဒေတာနှင့်နေမေရှင်းတိဆက်လျက်ရှိသောမကွေးတိုင်းနှက်ရီကံပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနှင့်ထိရောက်တိုင်းဆက်အလေးမြင့်နာမြို့နေတွင်တို့၌လည်းရန်သူ၏ထုတ်စစ် တိုင်ကိုကြက်ကြက်ခံရတံပြန်ထုစစ်ဆင်းလေးရှိသောကြောင့်အဆိုပါနေရာများနဲ့တပွဲများနေ့နေ့စဉ်နေပါဖြစ်ပေါ်လျက်ရှိသည်လက်ရှိအချိန်တွင်အရခတ်တော်နှင့်ဖြစ်စစ်ချမ်းဖက်စကောင်ရှင်တို့သည်နှစ်ဖက်စလုံးအတွေ့အစီအချက်ချာကြသောနေရာ၅ခုနှင့်အပြန်လန်ထုစစ်များနှင့်အတူနေ့စဉ်ရစ်စစ်တိုက်ခိုက်နေကြသည်မှာရဲတပ်တွေပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ပါသည်တပင်းနေ့တွင်ဖြစ်စစ်ချမ်းဖက်စကောင်ရှင်မှာအရခတ်တော် ထိ ंछ ုပ်ထားရနေရာများထင်မှာတချို့သောနေရာများအားထိုးစစ်ဆင်တက်ခဲ့မှုမျိုးဆက်လက်ပြုလုပ်ရန်ပြင်ဆင်လျက်ရှိသည်ဖြစ်စဉ်အကြံပေးစကောမရှင်၏စစ်တင်ပုံများသည်ပင်ဒီပြမနေရွေးစီရေးပြမမဟုတ်သောအရသာဖြစ်သူများနေထိုင်ရာရက်ွက်ကြီးရွာများအတွင်သောလက်နေကြီးများဖြင့်ရန်တန့်ပစ်ခတ်တက်ခဲ့ခြင်းပင်ဒီကမ်းပြင်အနီးတွင် တနိုင်တပိန်ဝန်းစာရှာငါဖန်ထွက်နေကြသည့်ရေလုတ်သားပြည်သူများအားဖန်စီခြင်းတပ်ဖြတ်ခြင်းတို့ကိုယခုရမများအတွင်စေတိုင်ပြုလုပ်လာနေသည် 2025ခုနှစ်စက်တင်ဘာလ6ရက်နေ့တွင်တန်တွင်းမြို့တောင်မကြီးတိုင်နှင့်ဆက်လေမြို့ကြီးရွာမှအချက်သားချီလုတ်သားပြည်သူ၄ဦးဖြစ်ကြသောဦးမောင်ကို50တနည်းဦးကျော်ဝေသန်း၄၀နည်း U4 နီ50နှစ်နဲ့ဥညင်ကြီး30ခုနှစ်တို့သည်ပင်လယ်ပြင်ကနေတဲ့၅ဖန်နေစဉ်စစ်ကောင်စီ၏ရေတပ်မှဖမ်းဆီးခြင်းကိုခံခဲ့ရသည်၂၀25ခုနှစ်အော်တိုဘာလ3ရက်နေ့တွင်ဖြစ်စစ်ချန်ပီယံစစ်ကောင်စီသည်၆ဖြူမြို့စားပြင်ကွင်းချက်ကွင်းမှအပြစ်မဲ့ရေလုံသားပြည်သူ20ကျော်အားအကြောင်းမေးဖမ်းဆီးခဲ့သည်စစ်ကောင်စီတပ်သည်လူနေထူထပ်သည့်အခြေသား ပြည်သူများနေထိုင်ရာနေရာများစာသင်ကျောင်းများဆေးရုံစည်းကမ်းများနဲ့တာထနိကအဆောက်အအုံများရေကိုရေရှိရှိရှိဥတည်ပြင်မှန်ထားတဲ့ကေကရေကြောင်းနေကြောင်းတို့မှာတိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်ရရှိသည်2025ခုနှစ်စက်တင်ဘာလ4ရက်နေ့လည်နာရီအချိန်တွင်ချမ်းပြစစ်ကောင်စီတပ်၏စစ်တင်ပုံများပေါ်မှာလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်တန်တွင်းကပလီကန်ချင်းနေ၌နေရိုတောင်ထန်၌လက်နက်ကြီးကြီးကြာရောက်ပွားခဲ့သည်။ 2025ခုနှစ်စက်တင်ဘာလအတွင်းချမ်းပြေစစ်ကောင်စီအနှွေးမြို့မြို့ပေါ်ရှက်ပွဲများရှိအပြစ်မဲ့အရသာပြည်သူများပေါ်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရသာဦးညီညီ40နှစ်မှာတပ်တွေမျိုးအမှတ်၄ရက်ခွဲနေအိမ်နဲ့ပင်ပွေချင်းပြီးတည်ဆောင်ခဲ့ရသည်ကိုဝန်ဆောင်မိခင်တို့နဲ့အသက်6နှစ်အရွယ်ကလေးငယ်တို့အပါအဝင်အပြစ်မဲ့အရသာပြည်သူ၄ဦးတို့ပြင်းပြထန်ထန်လည်ရာရရှိခဲ့သည်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင်ရသနေအများနေပုံကြီးကြောင်းဝင်နေရာတို့ကို တိုက်ခိုက်ခဲ့ပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့တွင်လေစစ်ကောင်စီ၏စစ်တင်ပေါ်များပေါ်မှာတရရင်မြို့နယ်မြို့ပတ်ဝန်းကျင်နေရအများပြသောလက်နက်ကြီးများဖြင့်တောက်ချောင်းအရန်တန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ညနေ4နာရီ၄မိနစ်မှ၄နာရီ၁၆မိနစ်အတွင်းခွာမြို့နယ် ပုံညက်ကြေရည်အနောက်ဘက်မီတာ1000ခန့်အကွာအဝေးရှိသည့်ပင်လီပြန်ထက်မှာရန်သူစစ်တင်ပုံများပေါ်မှာလင်းလေကြီးများဖြင့်ဆက်တချိန်ပြစ်ခတ်တခဲ့ခဲ့သည်2025ခုနှစ်အော်တိုဘာလ9ရက်နေ့မှာလေဖြစ်စစ်ချန်ပီယံစစ်ကော်မရှင်သည်တန်တွဲငပလီကန်းချေမျက်နှာချင်းစိန်တွင် အထိန်ချထားသော၎င်းတို့၏စစ်တင်ပြမပေါ်မှာလင်းလေကြီးများဖြင့်တန်တွင်းမြို့ပဝင်းကျင်တို့ချန်တန်ပြတဲ့ဒေဒီတာမကတန်တွင်းမြို့နေခွာမြို့ပေါ်တွင် Y8 Y12 ဒေရင်များဖြင့် ၄နာရီခန့်ကြာမယမနာစစ်တပ်ပြန်ဝင်နေခဲ့သည်ထို့နောက်ယနေ့2025ခုနှစ်အော်တိုဘားလ10ရက်နေ့နံနက်8နာရီခန့်တွင်တန်ရွမြို့အထိပတ်ဝန်းကျင်အားဂျက်လီယင်ဖြင့်ပုံကျေတက်ခဲ့ခဲ့သည်ထို့ကြောင့်တန်ရဲကန်ဒီမြို့ကျွေးရွာများမှမိဘပြည်သူများအနေဖြင့်အချမ်းပြစ်ကော်မရှင်တိုင်ရေချောင်းလေချောင်းတက်ခဲ့မှုအန်ဒီကိုအထူးတတိထားနိုင်ကြပါရန်စစ်ရေးတတိချိကြပါရန်တတိပေးလိုက်ပါသည် တဲ့ငယ်ပြန်ချရေးအရကတက်တို့ဆိုပြီးတော့ပြန်ထုတ်ပြန်လာတာဖြစ်ပါတယ်ပြည်သူလူထုကိုကာကွယ်တဲ့တပ်ဖွဲ့တွေဟာပြည်သူလူထုပေါ်မျက်နှာမူပြီးတော့ဒီလိုတဲ့ငယ်ထုတ်ပြန်ချက်တွေထုတ်ပြန်တာဖြစ်ပါတယ်စကမတက်ကဘယ်တော့မှပြည်သူလူထုပေါ်မှာအခုလိုတတိပေးထုတ်ပြန်တာတွေမလုပ်ပါဘူးလေကြောင်းတက်ခိမှုလွတ်ပြီဆိုလို့ရှိရင်လေအခြေသာပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်တွေကိုပြင့်မှတ်ထားလုတ်လာတာဟာ စကမအချံဖက်ဖွဲ့စည်းရဲ့ပုံစံဖြစ်လာပါတယ်ပြည်သူလူထုပေါ်ပြင်ပထားတိုက်ခိုက်မှုတွေစစ်တိုက်ပြုလုပ်လာနေတာဟာနိုင်ငံတကာရဲ့အရေးယူမှုပြည့်ကွက်လို့ဖြစ်ပါတယ်ကျွန်တော်ပြည်သူလူထုကတော့စည်ရတဲ့အမြဲတမ်းရှိဖို့လိုပါလေအေးလေချောင်းတိုက်ခိုက်မှုအမှုတမဲ့လေချောင်းတိုက်ခိုက်မှုအန်ဒီမှာကာကွယ်နေဖို့အတွက်လေလံ တွေကိုပြည်သူလူထုကဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုနှဆက်ပေးခဲ့ကြတဲ့တော်လိုင်းမိဘပြည်သူညီကိုမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးကပြည်သူပြည်သားများနေတော်မှာမြန်မာပြည်သူပြည်သားများအားလုံးပေးခဲ့ကြမှာကြပါစေခင်ဗျာ။